အားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာလ16ရက်နေ့မှာတော့တကယ်တင်းထူတွေကတော့တကယ်စိတ်ဝင်စားစရာတင်းတွေပါတယ်အဲ့ဒါက TNL နောက် TNL ကမိုးကောကနေပြီးတော့စုံမှာဖြစ်တယ်စုံမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့စကားတစ်ခုကိုသူပြောလိုက်တယ်အဲ့ဒါကိုတော်လိုင်းရဲ့ဖွဲ့ကတော်တော်ကိုအချက်ရိုက်သွားတယ်ဆိုတော့အဲ့ဒီတင်းကိုကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နေဆက်ကဒီရွှေကုတ်ကိုကိစ္စလည်းတော်တော်ကိုခုမြင့်တက်နေတယ်နောက်ဒီရုပ်ကလည်းလှုပ် ပြီးလို့ရှိရင်တော့အမေရိကကလုတ်6နိုင်ငံပေါင်းပြီးတော့သူတို့ကလည်းအတော့ကုန်စီဝေးတဲ့ထိုင်အဲ့ဒီအချိန်မှာရွှေကိုကိုကနေပြီးတော့ဒီနေ့ဒီချားဖြန့်ကောင်းဆောင်တွေနော်တကယ်မနေနိုင်မထိုင်နိုင်မာလာကိုတိုင်ကလည်းပြောသလိုအခုရွှေကိုကိုကကိုတိုင်ကလည်းပြောနေတယ်ဒီစကားလည်းတော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နေပြီးတော့နေပြီးတော့ကိုလည်းဟိုတရက်နေ့ကနေပြီးတော့မှဒီ PLA ရဲ့အဖွဲ့တွေကဝင်ပြီးတော့ကြုံတယ်နော်ကြုံတယ်အဲ့ဒီမှာနေရာယူထားပြီးလို့ပြောတယ်ဆိုတော့ဒီနေ့လည်း ဆက်ပြီးတော့အဲ့ဒီတည်င်းကနေပြီးတော့စိတ်ဝင်စားစရာတခုရှိတယ်ဆိုတော့အဲ့ဒီတည်င်းဆိုတော့အဲ့ဒီဟာမှာပြောခင်မှာကျွန်တော်တို့ပထမဆုံးကြည့်ရမယ့်တည်င်းကတော့နော်စကိုင်းတိုင်မုံရွာအဲ့ဒီသာစေရေးစခန်းကိုနေပြီးတော့ဝင်ရောက်ပြီးတော့ဒီဖက်ကတော်လိုင်းရဲ့ဖက်ကဝင်ပြီးတော့တိုက်တယ်ဆိုတော့ခုစကိုင်းဖက်မှာဆိုလို့ချင်းတိုက်ပုတ်လေချစ်ချစ်ဖြစ်နေတယ်ဝင်တိုက်တဲ့နေရာတွေကလည်းအများပြန်ရေးစခန်းတော့တကယ်ရေးစခန်းလို့ဆိုတာမြို့မှာပဲရှိတယ်။နောက်မြို့မှာပဲရှိတယ်။ဆိုတော့တကယ်မြို့တွေမှာဝင်ပြီးတော့တိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့ အော်တတိယတွေမှာခက်ဆစ်ဆစ်ကျွန်တော်တို့တွေ့ရလာရနိုင်မယ်။ဘာဖြစ်လဲဆိုတော့ရွက်ကောက်ပွေတဲ့နီးလာပြီးနီးလာတဲ့ခါကျတော့ဒီဒီရွက်ကောက်ပွေကိုကျွန်တော်တို့ဖျက်နိုင်ဖို့ကတော့တော်လန်ရဲကိုအချိန်ငင်းဖို့ဖြစ်တယ်။နေပြီးတော့ဝဝင်တိုက်ဖို့ဖြစ်တယ်။စကိုင်းမှာတကိတ်နော်ဒီတော်လန်ရဲတပ်ပေါင်းစုတွေကခြေတက်လာပြီးတော့တိုက်ဖို့ဖြစ်တယ်ဆိုတော့ဒါကိုချစ်ချားအဖြစ်အခု yes kind တွေ yes kind တွေအများအဖြစ်ဝင်ပြီးတော့ဂျုံတာကိုတွေ့ရနိုင်မယ်။ဆိုတော့အဲ့ဒီမှာ တကယ်မုံရွာမျိုးနေမှာဆိုလို့ရှိရင်ပါစီရစ်ခံကုန်ပြီးတော့ဝင်တိုက်တယ်အခုမုံရွာအဲ့ဒီစစ်တိုက်ဌာနချုပ်ကလည်းကျွန်တော်တို့အဝိုင်းခံရတယ်ဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့ကြားရတယ်ဒါဆိုတော့အခုတော်လရေးကတော်တော်ကိုအားကောင်းလာတယ်တော်တော်ကိုအချိန်မြင့်လာတယ်အဲ့ဒါကြောင့်ပြည်သူလူထုတွေကလည်းလုံးလုံးကြကြเนาะတတိရှိဖို့လိုတယ်ဒီအချိန်မှာတော်တော်ကိုအရေးကြီးတဲ့တည်င်းတွေကျွန်တော်တို့တက်လာပြီเนาะတက်လာပြီအခုရွေးကောက်ပွဲတည်င်းကလည်းအရေးကြီးတယ်လို့ကြားဖြန့်အဲ့ဒါထက်အရေးကြီးတာကြားဖြန့်ကြောက်ပြရတဲ့နိုင်ငံကိုအလှည့်အပြောင်းဖြစ်စေတဲ့နော်အဲ့ဒီတည်င်းတွေဖြစ်တယ်ဆိုတော့တော်တော်ကိုအာရုံစိုက်ရမယ့်အချိန်ရောက်နေပြီ နောက်ခုဒီကရင်ပင်နယ်မြောက်ပင်မြို့နယ်ရွှေကုတ်ကိုမြို့တင်မှာဆိုလို့ချင်းကြားဖြင်းလို့အပိတက်နေနေမယ်ဆိုပြီးမှအခု BGF ကထပ်တော့ပြောလာတယ်နော်နိုင်မုံဇော်ကနေပြီးတော့ပြောလိုက်တယ်အခုမီဒီယာနဲ့ထိုင်းမီဒီယာနဲ့နော်အဲ့ဒီမှာဖြေတဲ့အခါမှာသူပြောတယ်ဒီတရက်နေ့အတွက်မှာအကုန်လုံးအပိတက်အပိတက်ပြောတာတော့ချပါပြီအဲ့ဒီမှာမောင်ချစ်သူလည်းအလိုပဲချိလိုက်ငါတို့အပိတက်ချိန်မုံမယ်ဆိုတော့ဟိုတစ်ခေါက်ကဒီတရုတ်နဲ့ထိုင်းနဲ့ပေါင်းလို့လုပ်တဲ့အချိန်မှာလဲချိလိုက်တယ်ငါတို့စနေပြီးတဲ့အော်ဒီတပတ်အတွက်မှာအကုန်လုံးငါတို့အပိတက်ချိန်မုံတော့မယ်နဲ့ဆိုတော့အပိတက်ဆိုတော့တစ်ခါမှမပြိနိုင်ဘူးသူတို့နော်အခု BGF နိုင်မုံဇော်ကလည်းပြောပြီးအဲ့ဒီမှာငါတို့ကတော့ဒီတရက်နေ့အတွင်းမှာအကုန်လုံးချွေမုံမယ်ဆိုတော့ပြောတယ်ဆိုတော့ဒီဟာကသူတို့မလုပ်လို့ကိုမရတော့နော်သူတို့ဘလောက်ပဲလိန်လိန်ဘလောက်ပဲလုံးလုံးနော်အဲ့ဒီစီကကြက်ကြက်ကြက်လာတယ်သူတို့ကောနော်ဝက်ဝက်ကြက်ကြက်ကြက်လာတရက်ပြီးတရက်တရက်ပြီးတရက်ကြက်လာတယ်အရင်တော့ကတော့ကျွန်တော်တို့ပြောတာပဲရှိတယ်အခုကတော့နော်တရုတ်ကိုလည်းပထမဆုံးထိုင်းကအရင်ဆုံးလုပ်တယ်ပြီးလို့ရှိရင်တော့အခုကအမေရိကနေပြီးတော့အဲ့ဒီမှာအထူးတပ်ဖွဲ့ဖွဲ့ပြီးတော့ကိုသူတို့ကဝင်တော့မယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တရုတ်ကလည်းအဝေးမခံဘူး နော်အဝင်မခံဘူးမြန်မာနိုင်ငံမှာဒီအမေရိကကနေပြီးတော့စစ်တပ်ကနေပြီးတော့တစုံတရာချုပ်ချလာလို့သူမကြိုက်ဘူးဝင်ပြီးတော့ဆွဖတ်တာသူမကြိုက်ဘူးသူ့နိုင်ငံကိုသူ့နေမျိုးကိုသူပဲချင်းမယ်နော်တော်လိုင်းရဲ့တပ်ပေါင်းစုတွေနဲ့နော်တော်လိုင်းတပ်ဖွဲ့တွေရဲ့အားဖြစ်မှာကိုသူတော်တော်ကိုကြောက်တယ်ကြောက်တဲ့အတွက်ကြောင့်အရင်တော့ကလည်းအနီလိုက်သုံးလိုက်တားပြီးတော့အခုမအလာကိုတဆိုင်မမတ်ကူညီတာဆိုတော့အဲ့ဒီအကြောင်းပဲအခုအမေရိကကဒီကြားဖြန့်ကိစ္စနဲ့ဝင်လာမယ်ဆိုတော့သူကလည်းစမ်းဖြန့်လန့်ဖြန့်နော်၆နိုင်ငံပေါင်းပြီးတော့စီဝေးတွေခေါ်ခေါ်ပြီးတော့ နော်သူတို့ဒီကြားဖြန့်ကိစ္စကိုအပြစ်တက်နေနေဖို့လေသူတို့ကလည်းပြောပြီးနော်ထိုင်းကတော့ကျင်ညာပြီးပြီအဲ့ဒီကြားဖြန့်ကိုနေပြီးတော့စစ်ကျင်ညာတယ်အခု BGF လည်းစစ်ကျင်ညာတယ်ကိုစစ်ကျင်ညာတယ်ဆိုပြီးမှဒီနေ့ထွက်လာတယ်ဆိုတော့သူကိုစစ်ကျင်ညာတယ်နော်သူတို့မှလက်နဲ့မှမရှိတာနော်လက်မှတ်မရှိတာလက်နဲ့ရှိတဲ့ဟာကအခု BGF တွေပဲလေအဲ့ဒီ BGF တွေက BGF ကိုသွားပြီးတော့ အာကျွန်တော်တို့စိတ်ချညာတယ်ဆိုတော့ဒါကတော့ဘာမှမဖြစ်နိုင်တဲ့အကြောင်းအရာတွေเนาะဆိုတော့သူတို့ကလည်းပြောတာပေါ့နော်စိတ်ချညာတယ်အပြီးတက်ချေမုံမယ်ဆိုပြီးမှကျွန်တော်တို့တွေ့လာရတယ်ဆိုတော့ဆိုတော့ဒါကလည်းတကယ့်နိုင်ငံရဲ့အလက်အပြောင်းကိုကျွန်တော်တို့တွေ့လာရနိုင်မယ်เนาะရွေးကောက်ပွဲထက်တော်မှာတော်တော်ကိုစိတ်ဝင်စားနေကြတဲ့အခု issue တခုဖြစ်လာတယ်เนาะထိုင်းကလည်းပူပူလုံးလုံးဖြစ်နေတယ်ထိုင်းကလည်းတရုတ်ကဖိအားပေးလိုက် အမေရိကကဖိအားပေးလိုက်ဆိုတဲ့အခါကျတော့ထိုင်းကတော်တော်ကိုအကြိုက်ရိုက်နေတယ်အဲ့ဒီမှာเนาะဆိုတော့မအလာကတော့အမေရိကန်နဲ့လည်းပေါင်းချင်တယ်တရုတ်နဲ့လည်းပေါင်းချင်တယ် เนาะที่อเมริกาก็ป้องลงยาลงชื่อเนาะปูด้วยชัดเนี่ยตัวอ่ะเนาะตะยกว่าตัวขึ้นมาปานี่ไปอกอเมริกาตะနိုင်ငံไปฉันเนาะเลยสรเอาอัตตาตัวนั้นเนี่ยป้องไปတော့มาอลากะดีชวยกุกูมาชื่อได้มงชื่อตัวตลอดอตันตึกนี่แหละคู่เนาะอย่างนู้นก็ท้ายเนี่ยดีตะยกเนี่ยลงตรงอ่ะตลอดอตันถั่วเนี่ยกูลงอ่ะอตันเปี่ยวเลยตัวอ่ะสรคงซาโลเว้ยตัวโกเนาะกากวยตัวมะล่ะอย่างนู้นก็คงซาโกนี่ไปแล้วตัวก็สุจิทุบไปแล้วอเมริกาก็เอาเลยนะใบเมียนมาနိုင်ငံก็ลงมาไม่เปิบลงว่าแล้วเนี่ยชะไปแล้วอกลงเป้งไล่ได้ครั้งจ้ะတော့ အဲ့ဒီမှာအကုန်လုံးပြီးဆုံးသွားတယ်ဆိုတော့အဲ့လိုမျိုးပဲဖြစ်မလားတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်เนาะရှုပ်ကုတ်ကိစ္စကနေ့နေ့စဉ်နဲ့အများကျွန်တော်တို့တည်င်းထူတွေတက်လာမှဖြစ်တယ်နောက်တစ်ခုကစကိုင်းတိုင်းအကြာကာလအစိုးရเนาะကြာကာလအစိုးရမှာဆိုလို့ရှိရင်เนาะအဲ့ဒီမှာဝန်ကြီးချုပ်အဖြစ်เนาะကျွန်တော်တို့ဥဆိုးဥဝင်ပြီးတော့ခန့်လိုက်တယ်เนาะအဲ့ဒါကအရင်ကအန်ဒီလက်ထက်မှာဆိုလို့ရှိရင်เนาะစီမံဘဏ္ဍာ အဲ့ဒီဝင်ကြီးတယောက်ဖြစ်တယ်နော်ဝင်ကြီးဟောင်းတယောက်ဖြစ်တယ်အဲ့ဒါသူ့ကိုနေပြီးတော့ကိုဝင်ကြီးချုပ်အနေနဲ့သူတို့ခိုင်းတယ်ပြီးတော့ချက်တော့စကန်တိုင်မှာဆိုလို့ရှိရင်ဖက်ဒရယ်လွတ်တော်ဥက္ကဋ္ဌကတော့ဦးမြင့်ထွေးကိုနေပြီးတော့ရွေးလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီရွေးတဲ့ထက်မှာလည်းကျွန်တော်တို့ပါဘသူတွေပါလဲဆိုလို့ချက် CRPH ပါမယ် AUG ပါမယ် AUCC ပါမယ်နော်သူတို့ကနေပြီးတော့အကုန်လုံးရွေးချယ်လိုက်တယ်ဆိုတဲ့တည်င်းကိုလည်းဒီနေ့တွေ့လာရတယ်နော်အဲ့ဒါကစကိုင်းမှာအဲ့ဒါဖက်ဒရယ်ယူနစ်နော်ဖက်ဒရယ်ယူနစ်အဲ့ဒီဝင်ကြီးချုပ်တင်နေနေပြီးတော့ဦးစိုးဦးကိုနေပြီးတော့ခိုင်းလိုက်တယ်ဝင်ကြီးချုပ်ပြီးလို့ချက်တော့လွတ်တော်ဥက္ကဋ္ဌကတော့ဦးမြင့်ထွေးကိုနေပြီးတော့ ရွေးချယ်လိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကနေပြတော့တက်ကုံတက်ကုံမှာအဲ့ဒီရတနာနေမင်းခြေရွာမှာဆိုလို့ရှိရင်ဒီတကယ်စစ်စစ်အကိတ်ကိုနေပြတော့ဝင်ပြီးတော့ဂျုံတယ်နော် PL ကပြလို့ရှိရင်ကိုလိုနီယာယူလဲဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်ဆိုတော့ဒီနေ့ကတော့အဲ့ဒီနေပြတော့ပါပဲနော်နေပြတော့မှတော်တော်ချင်းချောက်နေပြီခုနော်အခုဒီရွက်ကောက်ပွဲလည်းနေလာတဲ့ခါကျတော့နော်သူတို့တော်တော်ကိုချင်းချောက်လာပြီမန်တိုင်140နဲ့တိမှဆိုလို့ရှိရင်စုတ်ခွာလာတဲ့အဲ့ဒီစကားစာရောက်ပေါ်40ကိုနေပြီးတော့နော်ဒီဖက်ကနေပြီးတော့ mind sweet tight kite wine တမလား စနစ်ယောက်ကြွားသွားတယ်နော်စနစ်ယောက်ကြွားသွားတယ်ဒါနေပြီးတော့တက်ကုန်းမှာတော့တော်တော်ကိုလုံချုံရေးထူထက်တဲ့နေရာတွေမှာဆိုတော့အခုနေပြီးတော့လှည့်ရောက်လာပြီနေပြီးတော့ဆိုလို့ရှိရင်ဆူဆူပူဖြစ်လာပြီဆိုတော့ကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ကျွန်တော်တို့တော်နေပြီးသူတွေပြီးသူလူထုတွေအရဆိုလို့ရှိရင်တော်တော်ကိုတော်တော်တတိထားမယ်အချိန်ဒီမှာနော်တော်တော်ကိုနားဆုံးပြီးတော့တည်င်းတို့ကိုနားထောင်ရမယ်အချိန်ကာလတွေရောက်နေပြီရောက်နေပြီဘာဖြစ်ဆိုတော့အခုနေပြီးတော့ကိုတော်ပါသူတို့ချင်းချောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့အခုဟိုဒီရက်နေ့ကစခန်းသိမ့်တယ် အခုမိုင်းဆွတ်တက်ခဲ့တယ်၁၂ရောက်သေးတယ်နော်အဲ့ဒါကမန်တိုင်း၁၄၁မှာနော်၁၄၁မှာအဲ့ဒီမှာအင်အား၄၀ကိုနေပြီးတော့တမလိုက်တာနော်တဝဲနေနေလောက်ပြုတ်သွားတယ်နော်တဝဲနေနေလောက်ပြုတ်သွားတယ်နောက်တစ်ခုကမကွေးတိုင်းကန်ကောမြို့နေမှာဆိုလို့ရှိရင်ကပ္ပစ၂၃အဲ့ဒီကပ္ပစတွေကိုလည်းတော်တော်ချနေပြီနော်ချနေပြီကပ္ပစ၂၃စစ်စစ်ကိတ်နော်အဲ့ဒီမှာနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဒီမှာအင်အား၂၀ရှိတယ်နောက်၂၀ရှိတယ်အဲ့ဒါကိုဝင်ပြီးတော့တမတာကိုလေးကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကတော့အသေးပြောက်ကိုကျွန်တော်တို့ဖော်ပြထားတာကျွန်တော်တို့မတွေ့ရဘူး နောက်တစ်ခုကထီအန်အန်လေးကိစ္စထီအန်အန်လေးကဒီတရုတ်နဲ့နေပြီးတော့ဆွေးနွေးတယ်တရုတ်စစ်ဆန်မှုနဲ့မာလာနဲ့ဆွေးနွေးတယ်ကိုကျင်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ PR ပေးခံရတယ်ဆိုပြီးမှအခုမိုးကုန်းနဲ့မိုးမေကိုလှုပ်ပေးမယ်ဆိုတော့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ဝင်စားစရာကပါလေဆိုတော့အဲ့ဒီနေရာမှာသူတို့ဆုတ်ပေးမလို့ပြောတာနဲ့နော်ကျွန်တော်တို့ PDF တွေကလည်းမန်တဲ့ PDF တို့မိုးကုန်းယူဟာတို့အခုအကောင်ပကပပအဖာမြေချံ black tiger တို့ဘာတို့ PLA တို့အကောင်လုံးသူတို့ပါဝင်ဆိုပြီးမှသူတို့ကပြောတယ်နော်ပြောပြီးတဲ့နောက်ပိုင်းမှာအခုက နော်ဒီနိုဝင်ဘာလ20နော်ရောက်တော့မယ်ခုဒီနေ့ကတော့16ရက်ရောက်ပြီနော်16ရက်ရောက်ပြီဆိုတော့တော်တော်ကိုနိကလာပြီဆိုတော့ဒီနေ့ထွက်ပေါ်လာတဲ့တင်းကပါလဲဆိုတော့ဒီ TNL ကရိုးရိုးထွက်တော့မှာမဟုတ်ဘူးနော်ရိုးရိုးထွက်တော့မှာမဟုတ်ဘူးအဲ့ဒီစကားစတွေကအကုန်လုံးမျိုးထဲမှာသွင်းမယ်သွင်းပြီးတော့ပြီးမှပဲသူတို့ကနေရာရပြီဆိုမှပဲသူတို့ကထွက်သွားမှာကျွန်တော်တို့ထင်တော့ထင်သားပဲနော်ထင်တော့ထင်သားပဲအခု TNL ကအဲ့လိုမျိုးအတီအလင်းပြောတယ်ဆိုပြီးမှဒီနေ့တင်းထွက်လာတယ်နော် DVD မှာကျွန်တော်တို့ထွက်လာပြီဆိုတော့ဒါကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ အဲ့ဒီမှာတော့ TNL နဲ့ဒီဖက်ကတော်လင်းရောက်ဖွဲ့တွေနဲ့ကနော်ဆန့်ကျင်ဖက်ဖြစ်သွားပြီနော်ဆိုတော့ဟိုဖက်ကလည်းသူတို့မဟာမိတ်တွေဖြစ်တဲ့အတွက်ကြောင့်နော်သူတို့ကလည်းမဟာမိတ်မပြတ်ချင်ဘူးဒါပေမဲ့ TNL လုံရက်ကမလုံလာလဲဆိုတော့စက္ကစက္ကနေပြီးတော့သူတို့ကလမ်းဖွင့်ပေးတယ်လမ်းဖွင့်ပေးပြီးတော့သူတို့ကအဲ့ဒီမိုးကုတ်မိုးမိတ်မှာရောက်အောင်နော်သူတို့သွင်းမယ်သွင်းပြီးမှသူတို့နေရာရပြီဆိုမှပဲသူတို့ကထွက်မှာဆိုတော့အဲ့ဒါကတော့တကိတ်နော်ကျွန်တော်တို့အတွက်ဒီတော်လင်းရောက်ဖွဲ့တွေတဲ့စင်ခေါ်မှုဖြစ်တယ် နာစင်ကောင်းမှုဖြစ်တယ်ဆိုတော့အဲ့ဒီမှာနောင်ချိုတို့တပေးချင်းတို့ကြောင်မေးတို့အဲ့ဒီဟာတွေကျတော့သူတို့တိုက်လို့ရတယ်နောက်ပြေးလိုက်ရမှာကအခုကမိုးကုံနဲ့မိုးမိတ်မိုးကုံနဲ့မိုးမိတ်ကိုတောင်းမှသူတို့ကဒီစက္ကဆကိုအထင်းမှရောက်မှပဲသူတို့ထွက်မယ်လို့အတီလင်းပြောတယ်လို့ဒီနေ့တတင်းထွက်တယ်ဆိုတော့ဒါကတော့တကယ်နော်တော်လင်းရောက်ဖွင့်တယ်နဲ့ sensitive လို့ခေါ်တဲ့ထိလို့ရှလို့ဖြစ်တဲ့နော်အခင်းချင်းကိုကျွန်တော်တို့ရောက်လာပြီနော်ရောက်လာပြီဆိုတော့မိုးကုတ်ကတော့ PDF နဲ့ဆိုင်ပြီးတော့မိုးမိတ်ကတော့ကျွန်တော်တို့ KNA နော် KNA ရဲ့တက်မှာလို့ရှိတယ်အဲ့ဒီမှာ34ဆိုတော့ တတော်ကိုနော်ဒီမှာထိလိုက်ရှလို့ရတယ်ကျွန်တော်တို့တွေ့ရနေမယ်အဓိကတော့ကျွန်တော်တို့ထိအန်အလေးနဲ့ဒီဖက်ကတော်နေအဖွဲ့နေနဲ့နော်တတော်ကိုပြဿနာတက်နိုင်တယ်ဒီနေရာမှာဆိုတော့ခုထိအန်အလေးကတော့ပြောလိုက်ပြီနော်တီလင်းပြောလိုက်ပြီဟိုဖက်ကအခက်ကြီးရိုက်နေတယ်ဘယ်လိုလုပ်မလဲဆိုတော့သူတို့ဆွေးနွေးနေကြတယ်ခုနော်ဆွေးနွေးနေကြတယ်ဒီအန်အလေးကသူတို့အတီလင်းပြောပြီနော်ဆက်ကဆက်ကိုအခုလုံးသွင်းမယ်သွင်းပြီးမှသူတို့ကထွက်သွားမှာနော်အခုနိုဝင်ဘာလ20ရက်နေ့သူတို့ထွက်မလို့ပြောတယ်ဆိုတော့တတော်ကိုနိကလာပြီနော်တတော်ကိုစစ်ပွဲတွေကတော့ကျွန်တော်တို့ အခြေအနေတွေဘလို့ရှိလာမလဲ။နော်မိုးကုံနဲ့မိုးမိတ်ကတော်တော်ကိုစိတ်ဝင်စားစရာကောင်းလာတယ်။နောက်တစ်ခုက PP ပါတီပေါ့ကိုကိုကြီးပါတီကနေပြီးတော့ရန်ကုန်သင်္ကန်းကျန်မြို့နယ်မှာပြည်သူ့လွှတ်တော်ကိုဆိုလို့ဖြစ်နေရွေးခိုင်တဲ့နော်အဲ့ဒီလူကနေပြီးတော့ဥလွေမြင့်ဥလွေမြင့်ကနေပြီးတော့စစ်အနာနော်တိမ့်မှုတွေကိုသူစန့်ကျင်တယ်ပြီးလို့ရှိရင်တော့တော်လရဲ့အသုံးနှုံးတွေအရေးတော်ပုံသုံးနှုံးတွေကိုနော်သုံးပြီးတော့မေးဆွေတယ်။မေးဆွေတဲ့အခါကျတော့သူတို့အကုန်လုံးအာယုံစိုက်ထားတယ်သူတို့ကို အမြဲတမ်းစောင့်ကြည့်နေတဲ့ခါကျတော့အဲ့ဒါကိုနေပြီးတော့သိတယ်မာလာဖက်က UEC ဖက်က UEC ဆိုတော့ Youth Corporate Commission ဖက်ကဆိုတော့အခုသူတို့ကိုအဲ့ဒီလိုကိုနေပြီးတော့ဖမ်းပြီးတော့အရေးယူဖို့အတွက်နော်လုံနေတယ်ပြင်ဆင်နေတယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမောတောင်မောတောင်ကဒီဖက်မှာနော်ဒီ KNU ရဲ့တမဟာလေးနေမြေဖက်မှာဆိုတော့မောတောင်မျိုးကိုတကယ်ကုံသူရေးဆုံးတကယ်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်အဲ့ဒီနေရာကိုအကုန်လုံးသူတို့ကထိန်ချုပ်လိုက်တဲ့ဒေါ်လာရဖွဲ့တွေက KNO နဲ့ပူပေါင်းဖွဲ့တွေကအဲ့ဒီမော်တော်မျိုးကိုနေပြီးတော့သိမ်းပိုက်လိုက်တယ်နောက်သိမ်းပိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာလက်နက်ခေရနဲ့အများကြီးသိမ်းဆရာမိတယ်ဒီတဲ့အတိုင်းပဲအယောက်ပေါင်း90ရောက်ကော90ဖြစ်သွားပြီเนาะ90အဲ့ဒီမှာအလင်းဝင်လာကြတယ် ပြီးလို့ရှိရင်တော့အင်အားတွေထပ်ဖြည့်ပြီးတော့အဲ့ဒီမိုးတော်မျိုးကိုရဖို့အတွက်တော်တော်ကိုကြိုးစားနေလေဆိုတဲ့ဟာကိုလည်းတိုက်တွေ့ရတယ်။ထိုင်းဖက်မှာကလည်းလက်နက်တွေအကုန်လုံးယူပြီးတော့အဲ့ဒီလက်နက်တွေကိုထိုင်းပေါ်အပ်ပြီးတော့ထိုင်းဖက်မှာပြည်တဲ့အယောက်ပေါင်း90ကျော်ရှိတယ်။နောက်90ကျော်ရှိတယ်။ဆိုတော့အဲ့ဒီမှာတကယ်တာဝန်ထမ်းဆောင်နေရတဲ့တိုင်းမူးနော်ကဆတ်ထလေးမူးသူကိုယူပြီးတော့အခုမလာတော့ဖွဲ့ကခေါ်ယူစစ်ဆေးနေတယ်။ပြန်ပေးရမယ်။ပြီးလို့ရှိရင်တော့သူကိုယူပြီးတော့ရတုကိုထုတ်ချဖို့အခြေအနေရှိတယ်ဆိုတဲ့ဟာ တော့ကိုလေကျွန်တော်တို့ကြားရတယ်နောက်တစ်ခုကဂျပန်နိုင်ငံတိုချိုမြို့မှာကျင်းပတဲ့အော်လာအန်ဆန်နောက်1 championship 1 173ပွဲမှာဆိုလို့ရှိရင်အဲ့ဒီမှာ hall of fame ဆိုတဲ့ဘန်နဝန်ကူထူဆောင်အဲ့ဒီဆုကိုရတယ်နောက်ဆုကိုရတယ်အဲ့ဒီမှာသွားပြီးတော့တက်ပြီးတော့ယူတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီဆုကဘယ်လောက်ထည့်အရေးကြီးလဲဆိုတော့ဒီ championship သမိုင်းမှာဆိုလို့ရှိရင်နော်ကမ္ဘာ championship သမိုင်းမှာဒီမှာ၃ရောက်ပဲရှိသေးတယ်အခု ဒီတယောက်ဆိုလို့ရှိရင်ဒီ online ဆက်ရတဲ့ဟာကတတိယမြောက်ပေါ့နော်တတိယမြောက်ရတာဖြစ်တယ်เนาะအဲ့ဒီဟာကနေပြီးတော့တော့တုံတန်လို့ထုချွန်လိုက်လို့လည်းမရဘူးเนาะထုချွန်လိုက်လည်းမရဘူးဆိုတော့တကယ်ရတဲ့ရထိုက်တဲ့လူမသားလည်းသူကရတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာ၃ယောက်ပဲရှိသေးတယ်ဒီ championship ကျွန်တော်တို့ဒီပွဲစဉ်တွေမှာเนาะပွဲစဉ်သမိုင်းမှာဒီမှာတကယ် championship မှာထိုးတဲ့လူတွေရဲ့သမိုင်းထဲမှာရတာ၃ယောက်ပဲရှိသေးတယ် အခု online ဆင်းရဲ့အရှိမ2ယောက်ပဲရတယ်เนาะအခုသူလည်းဆိုတော့3ယောက်ပေါ့เนาะ3ယောက်ပဲရသေးတယ်ဆိုတော့အဲ့ဒီဖွဲ့ကုန်ပြီးတော့ရတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီစုကိုရတာဆိုတော့တကိတ်เนาะ ်အမိုင်းဝင်အမိုင်းဝင်မြန်မာနိုင်ငံကတယောက်ရရှိသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကို chatree ကိုတိုင်ကနေပြီးတော့နော်အမုန်းဆောင်ရရှိချုပ်သူကိုတိုင်ကနေပြီးတော့အဲ့ဒီစုကိုချိမြင်တာဖြစ်တယ်ဆိုတော့အဲ့ဒီချိမှုကိုချိမြင်တဲ့အခါမှာသူကိုတိုင်ပြောလိုက်တဲ့စကားတစ်ခုဖြစ်တယ်နော် online answer ပထမဆုံးခပတ်ရတဲ့အခါမှာခပတ်ရတဲ့အခါမှာသူပြောတဲ့စကားတစ်ခုကိုပြန်ပြီးတော့ပြန်ပြောလို့ပြောပြတာပေါ့နော်အဲ့ဒီ online sign ကပါပြောလို့ဆိုလို့ရှိရင်ကျွန်တော်ကမတမဘူးမရေရင်ဘူးမတော်ဘူးဒါပေမဲ့ဖြစ်တယ်လို့သူကမြန်မာဖြစ်တယ်လို့သူကကျွန်တော်နဲ့အတူရှိနေတဲ့ရွေးကတော့ကျွန်တော်ကပတ်ချန်ပီယံတယောက် ဖြစ်နိုင်ပါတယ်ဆိုပြီးမှသူပြောတယ်နော်အဲ့ဒီစကားကိုနေပြီးတော့ပြန်ပြောင်းပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကချစ်ထွေကိုတိုင်းကပြောပြတာပေါ့နော်ပြောပြတာဆိုတော့အဲ့ဒီနော်စုကိုမြန်မာနိုင်ငံကအွန်လအန်ဆန်ကနေပြီးတော့ရရှိသွားတဲ့ပုံရောင်မြောက်ဖြစ်တဲ့ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တဲ့ဆိုတော့ဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ